မျိုးပြနဲ့နာကစူးကြရွာထဲမှာတက်တမ်းမပြတ်တဲ့အိမ်တလုံးရှိတယ်ပြီးနေတဲ့အချိန်ထဲမှာမောင်ထက်ဆိုတဲ့တက္ကသိုလ်ကျောင်းသားတယောက်မကြသေးခင်မှာအဲ့ဒီအိမ်ကိုငှားလာခဲ့တယ်သူ့အတွက်တော့ဈေးသက်သာတယ်တိတ်ဆိတ်တယ်ဆိုတဲ့အကြောင်းရင်းတွေနဲ့ရွေးချယ်ထားတာပဲပထမရက်ကတည်းကထူးထူးဆန်းဆန်းတွေအများကြီးစတင်ဖြစ်လာတယ်ညာခင်းဆိုတာတိုင်းမှာ တကားတကားမှန်မှန်တန်တွေကြားရတယ်တကားတလေဆိုရင်တော့မျက်မှောက်ကတော့မရှိတဲ့လူ အဖြစ်ပြက်တွေမောင်ထက်ကတော့အိမ်မေးလို့ထင်ရောလို့ထင်တယ်။တညမှာတော့သူအိမ်မက်ထဲမှာအမျိုးသမီးတဦးအနက်နဲ့တွေ့ခဲ့တယ်။အဲ့ဒီအမျိုးသမီးကငါ့ကိုအိမ်ပြန်ပေး။ငါအသက်မပြောက်သေးဘူးဆိုပြီး မျက်ဝန်းနီနီနဲ့ငိုရင်းတောင်းဆိုလာတယ်။နောက်နေ့မနက် မောင်ထက်ကရွာသူရွာသားအချို့ကိုမေးမြန်းပြီးနောက်မှတိလာတာကအဲ့ဒီအိမ်ဟာနှစ်အနေငယ်ကြာကမိလောင်မှုတစ်ခုဖြစ်ခဲ့ပြီးအမျိုးသမီးတဦးပျောက်ဆုံးခဲ့တာဖြစ်တဲ့တေနောင်းတောင်ရှာမတွေ့ခဲ့တဲ့အမှုတစ်ခုအဲ့ဒီနေ့ကစပြီးမောင်ထက်အိမ်ထဲမှာမနေနဲ့တောက်ပဲထွက်သွားတဲ့တဖန်ပြက်မလာတော့ဘူးအခုချိန်ထိမောင်ထက်နေရင်အခန့်မှာမိသူမငါဖူးတာမရှိဘူး ညဘက်တိုင်းမှာတော့အိမ်ပြန်ပြီးဆိုတဲ့တန်တိတ်တိတ်လေးကမကြာခဏကြားရနေသေးပဲ။